ာသာတရားထဲမှာမပေးနိုင်တဲ့ဖရာရဲ့မေတ္တာကိုလူတွေလိုအပ်နာလေလောကကြီးဟာမေတ္တာလိုအပ်နေတာတရားတွေဆိုတာမင်းကောင်းတာကျင့်နိုင်ရင်ကောင်းတာရမယ်မကောင်းတာမကျင့်နိုင်ရင်တော့မင်းမတတ်နိုင်ဘူးဒါပဲမင်းမင်းတိုက်နေမင်းခံမယ်မတတ်နိုင်ဘူးမင်းဒါပေမဲ့ဖရာကမဟုတ်ဘူးလူဆိုတာမှားတတ်တယ်လူဆိုတာဟိုပေါက်ပြန်တတ်တယ်လူဆိုတာက ရွေးလျော့တတ်တယ်လူဆိုတာကမဆုံးလင်နိုင်ဘူးဆိုတာသိတဲ့အခါမှာမေတ္တာနဲ့အမြဲတမ်းပြန်ပြန်ဆွဲခေါ်တယ်။ကောင်းသွားတယ်ဆိုတဲ့လူတွေကစူးစမ်းလို့ကောင်းသွားတာမဟုတ်ဘူးဗျာ။စူးစမ်းပြီးကောင်းတဲ့လူအလုံးကနောက်ခဏနေသူကမစူးစမ်းနိုင်တော့ရင် ပြန်ပြတ်အောင်ပါဗျာ။စူးစမ်းပြီးတော့ကောင်းဆုံးတိဆောက်တာစူးစမ်းလို့တီးခတ်နေတဲ့သူကတစ်ချိန်တိုင်းအချိန်တစ်ခုရောက်လာရင်ပောက်ကွဲတော့မယ်သူက။ဆုထားတာကသူကတီးခတ်တာမဟုတ်ဆုထားတာ။ အချိန်တခုရောက်လာများလာတော့ပေါက်ကွဲပြီးတော့အဲ့ဒါအိမ်တော်တွေကွဲသွားတယ်ဆိုတော့ပြဿနာတွေအလားလားဟိုဒါတွေကဆုထားတာဒါကြောင့်ခွင်းလွတ်တယ်ဆိုတဲ့စကားဖျားမရရင်မရဘူးတေချာနာတော်မင်းတော့ဘာသာတရားခွင်းလွတ်အောင်ခွင်းလွတ်တယ်လို့ပြောမယ်တကယ်တမ်းကျတော့ခွင်းမလွတ်နိုင်ဘူးခွင်းလွတ်ပါလို့ပြောတယ်တကယ်ခွင်းလွတ်နိုင်အောင်မစတာဘာတူလဲဆိုတော့ဖျားပဲလောက်လုံးနိုင်တယ် ဒါမှမဟုတ်ကြည့်အောင်ငါဖြစ်တဲ့တိုင်သို့တော်လည်းဘုရားခင်ယေရှုတော်အားဖြင့်သာငါဖြစ်တဲ့တိုင်ငါဖြစ်တယ်ငါခံရသောယေရှုတော်ကိုလည်းအကျိုးမဲ့ခံရသည်မဟုတ်အခြားသောတမန်တော်အပေါင်းတို့ထက်ငါသာ၍ကြိုးစားရခြင်းကိုပြု၏ထို့သောဆိုတော်လည်းငါကြိုးစားသည်မဟုတ်ငါနှင့်အတူရှိတော်မူသောဘုရားခင်ယေရှုတော်သည်ကြိုးစားတော်မူ၏ဒီနေ့ပြောမယ့်အရာက ကျွန်တော် life တော့အင်မတန်အရေးကြီးတဲ့အရာတစ်ခုဖြစ်တယ်ဘုရားကိုလည်းအယံချစ်ရတဲ့ဆုံးရှုံးနေတဲ့သူတွေဖះကိုချစ်ရတဲ့ လဲပြုံနေတဲ့သူတွေဖះကိုချစ်ရနဲ့မကောင်းစားတဲ့သူတွေဖះကိုချစ်ရနဲ့ငငယ်ရွယ်လေးနဲ့ဆုံးသွားတဲ့သူတွေဘာကြောင့်ဖြစ်တာလဲဖះမှာစက်ကဲ့ရဲ့သားနဲ့ဒီလိုမျိုးတွေကဘာကြောင့်ခရစ်ယာန်မိသားစုတွေထဲမှာကြုံတွေ့နေရတာလဲဆိုတော့ပြန်ပြီးတော့မှကျွန်တော်တို့ပြန်လေ့လာတဲ့အခါမှာကျွန်တော်တို့ချိန်ချင်းအမင်္ဂလာဆိုတာကျွန်တော် တတိမထားလို့မရဘူးနော်တတိမထားလို့မရဘူးဖယားဆိုတာကဘယ်တော့မှကျွန်တော်မစင်ရဲစေချင်ဘူးဒါပေမဲ့ကျွန်တော်စင်ရဲနေတာအားတွေအများကြီးရှိတယ်စိတ်စင်ရဲခြင်းကိုယ်စင်ခြင်းမျိုးစုံရှိနေကျွန်တော်ငငယ်ရွယ်ရွယ်နဲ့အဲဆောဆောစီစီလောကနဲ့မထွက်သွားစေချင်ဘူးလှုပ်ရှားအများကြီးကြံသေးတယ်လှုပ်ရှားအလုပ်တွေအများကြီးရှိတယ်ဒါပေမဲ့အဲ့ဓာတွေကိုကျွန်တော်မလှုပ်လိုက်ရဘူး ဖះကကျွန်တော်တို့ကိုငငယ်ရွယ်နဲ့အသက်တူအသက်တူစေခြင်းနဲ့ဖះမို့အသက်ရှိစေခြင်းနဲ့ဖះပြီးတော့မှစင်းရဲစေခြင်းနဲ့ဖះမို့ကြွယ်ဝစေခြင်းနဲ့ဖះကျွန်တော်ညီကိုမောင်မတွေကိုကျွန်တော်ပြောပြပြစေဖះကကျွန်တော်မကြွယ်ဝစေခြင်းဘူးဆိုရင်အေဒင်ဥယျာဉ်ကိုဖန်ဆင်းပြီးကြတဲ့အေဒင်ဥယျာဉ်ထဲမှာမြစ်လေးဖြာရှိတယ်အဲ့လေးဖြာထဲမှာရွှေထွက်တဲ့မြစ်ကိုဖះပြင်ဆင်ထားတယ် အဲ့ဒီမြစ်လေးဖြာရဲ့အတိတ်ဘယ်ကိုတေချာနားလည်အောင်ကြည်လိုက်ရင်အဲ့ဒီမြစ်လေးဖြာထဲမှာရှိတဲ့အရာတွေအားလုံးကမင်္ဂလာတွေကြီးပဲကျွဲဝချင်းတွေကြီးပဲဖရာပြင်ဆင်ထားတာအဲ့ဒီကျွဲဝချင်းတွေထဲမှာတူဖန်ဆင်းတဲ့လူတွေကိုထည့်ပေးလိုက်တယ်ငါမင်းကိုငါငါမင်းကိုဒီတိုင်းကိုကိုဘတာကိုချန်စီယုခကိုဘတာကိုဥယင်လို့ကိုဘတာကိုနေလို့ဖရာမပြောဘဲနဲ့သူကအကုန်စီစဉ်ပေးပြီးတော့အဲ့ဒီအေဒင်ဥယင်ထဲမှာမြစ်လေးဖြာအင်မတမကိုတံပိုးကြီးတဲ့မြစ်လေးဖြာကိုထည့်ပေးလိုက်တယ် ကျွန်တော်ကြွယ်ဝခြင်းကိုပြောတာကိုလူတွေကမကြေမနက်တွေဖြစ်နေတယ်လောကသားတွေတောင်ကြွယ်ဝသေးတာပဲသူကဘာလို့မကြွယ်ဝရမှာလဲဆိုတဲ့စိတ်ကိုဘာလို့မထားကြတာလဲဆိုတော့ကျွန်တော်နားမလဲဘူးစင်းရတာတော်တော်ပျော်ရင်လည်းဆက်ပျော်ကြဒါမေးယေရှုကစင်းရဲခြင်းကိုဖယ်ဖြတ်ဖို့ကြွလာတယ်ဖရာလေးကျွန်တော်ဖရာဖွင့်ပြတာရှင်စင်းရဲသားတို့ကဝမ်းမြောက်စရာတရင်စကားကြားပြောဖို့ငါ့ကိုဆေးလွတ်တယ်ပြီးသွားပြီ ယေရှုလောကကိုကြွလာတာဘာအတွက်လဲမာနတည်းရဲ့လောက်ရက်ကိုပယ်ဖြတ်ဖို့လာတယ်ဒါဆိုမာနကတင်းကိုဆင်းရဲစေချင်လားချမ်းသာစေချင်လားရှင်းရှင်းလေးမာနရဲ့အလုတ်ကဘာလဲခိုးမယ်တတ်မယ်ဖြတ်စည်းမယ်ခိုးမယ်ဆိုတဲ့ကဘာလဲတင်းတင်းကိုလုံးဝချမ်းသာစေချင်တာမဟုတ်တင်းကိုလုံးဝကြွယ်ဝစေချင်တာမဟုတ်ဘူးဒါဆိုတို့ကဘာဖြစ်လို့ကြွယ်ဝဖို့လိုတာလဲကြွယ်ဝဖို့ဘာလို့လိုတာလဲကြွယ်ဝတဲ့သူပါပဲသူမြောက်ပေးကနိုင်တာလေအကြွယ်ဝရင်သူများစီရပဲမျောလင့်နေတယ်တောင်းစားနေတယ်ဘဝကောင်းမှမကောင်းတာ ကျွဲဝရမယ်ကျွဲဝတယ်ဆိုတဲ့စကားကအစင်ပြေတယ်ဆိုတာနဲ့မတူဘူးအစင်ပြေတယ်ဆိုတာကိုမိသားစုလောက်ပဲကိုစားနဲ့တောက်နိုင်ပြီးနေပြီးတော့မှဟိုသူများကိုလှဲ့တောင်မကြည့်တဲ့သူတွေအဲ့ဒါတကူကောင်းသမားတွေဘုရားကျွန်တော်နံပါတ်1အသက်ရှည်စေခြင်းနဲ့ကျမ်းမာစေခြင်းနဲ့ကျွဲဝစေခြင်းနဲ့အောင်မြင်စေခြင်းနဲ့